မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့တားတော့အကူစီဖြစ်ပါတယ်ကျွန်တော်ခဏိဖတ်ကြားပေးမှာကတော့အင်္ဂါသားသမီးများအတွက်6လပိုင်းတလတာမှာကြုံတွေ့ရခံကြမှာစူကောင်းကျူကျောင်းစတာလေးတွေကိုဖတ်ကြားပေးမှာဖြစ်ပါတယ်အင်္ဂါသားသမီးများအနေဖြင့်ဒီ6လပိုင်းတလလုံးမှာပေါ့နော်မိမိ နှစ်နှစ်လာလာကကြိုးစားလုံးလာဆက်ခဲ့ရသောကိစ္စတွေကြံစီခဲ့ရတဲ့ကိစ္စအထမြောက်မယ်အောင်မြင်မယ်ပေါ့နော်ပြီးတော့ဒီလာထဲမှာပေါ့နော်မိမိအနေနဲ့အလူအတန်းလေးတွေလှုပ်ဖြစ်တာမျိုးလေးတွေဂျုံမယ်ပေါ့နော်အင်္ဂါသတိများအနေဖြင့်ဒီလာတလာလုံးမှာလှုပ်တန်းပြီးပြီးတော့အလုံးမှာစိတ်မကူမှာဖြစ်တဲ့ဒီအလုံးတွေတားလောက်ရလို့ ဝင်ပြတာမျိုးလေးတွေကျုံရတတ်ပါတယ်နောက်တစ်ခုကအင်္ဂါသတ္တမြနေဖြင့်ဒီလမှာရွေးချယ်စရာအခွင့်အရေးတွေနှမျိုးဒါမှမဟုတ်နှစ်ခုကျုံလာတာမျိုးလေးတွေဒုတိယဖြစ်စရာကိစ္စလေးတွေကျုံရတတ်ပါတယ်ဥမာဒီလောက်ကိုကိုကရှောက်ထားတယ်နောက်မရောက်တော့ဘူးထွန်းတော့နောက်လောက်တစ်ခုကိုလည်းရှောက်ထားတယ်ဒါပေမဲ့ဒီချိန်ကျမှအလုံးနှစ်ခုလုံးကကိုခန့်လိုက်တာမျိုးဒီလိုမျိုးလေးတွေကြောင့်ဒုတိယဖြစ်စရာလေးတွေကျုံရတတ်ပါတယ် င်္ဂါသားမိမနဲ့ဖြစ်ဒီလတလမှာပေါ့မိမိရဲ့ကလေးအောက်လက်ငယ်သားနဲ့ပတ်သက်ပြီးတော့စိတ်သောကများတပါတယ်အဲ့ဒါလေးကိုတော့နည်းနည်းလေးသတိထားပေးပါကလေးနဲ့ပတ်သက်ပြီးတော့ဖြစ်အောက်လက်ငယ်သားနဲ့ပတ်သက်ပြီးတော့ဖြစ်အချင်းများစကားများတာမျိုးလေးဒီဒီလတလလုံးမှာကျွမ်းအပ်တတ်တယ်မိင်္ဂါသားမိမနဲ့ဖြစ်အချစ်ကြီးမှာပေါ့နော်ချစ်သူမရှိတဲ့သူများအနေနဲ့ကိုကပေါ့နော် ရွေးချယ်စရာကြီးများပြီးညာများတာမျိုးလေးကျောင်းအပ်တပါစမ်းပွင့်လို့စိတ်ညစ်ရတဲ့ကာလမျိုးကျောင်းအပ်တပါအိမ်တော်တွေများအနေဖြင့်နော်ဒီလာထဲမှာပေါ့နော်အင်္ဂါသမီးများအနေဖြင့်စကားပြောတာလေးတွေမှာနှစ်ယောက်သားတိုင်းတိုင်းမင်းမင်းမိမိနိုင်နိုင်လေးတွေပြောပြဖို့လိုပါတယ်ဘာလို့ဆိုတော့အခမ်းမတင်နှစ်ယောက်သားသဘောထားလွဲပြီးစကားများရတာကြောင့်ပေါ့နော်စိတ်ညစ်စရာလေးတွေကျောင်းအပ်တပါတယ်အင်္ဂါသမီးများအနေဖြင့် ကျမအနေနဲ့ကတော့အင်္ဂါသားသမီးများအနေဖြင့်မိတ်ဆူမိုးဖြစ်တယ်အဲ့ဒီအတွက်လေယာစပစ္စည်းစားရလေးတွေမှာပေါ့နော်အော်မိနေပတ်သက်တဲ့ကိစ္စလေးတွေမှာကယူဆိုင်ပေးဖို့ပေါ့နော်အပူရှက်တာမျိုးလေးတွေလည်းကြုံရတတ်ပါပေါ့နော်အားလားလေးတွေသတိထားပေးလိုပါတယ်အင်္ဂါသသမီးများအနေဖြင့်ပေါ့နော်အင်္ဂါသသမီးများအနေဖြင့်ဒီလတစ်လလုံးမှာကံကောင်းသေးတဲ့ကဏ္ဍလေးတွေအရဆိုရင်10ကဏ္ဍ2ကဏ္ဍစတာလေးတွေကကံကောင်းသေးတဲ့ ကနန်းလေးတွေဖြစ်ပြီးတော့အချိုးပေးတဲ့အယောင်လေးတွေဟာဆိုရင်ပြအနီရောင်အပြာရောင်စတဲ့အယောင်လေးတွေဟာအင်္ဂါသားများအတွက်အချိုးပေးတာလေးတွေအချိုးပေးတဲ့အယောင်လေးတွေဖြစ်နေပေါ့နော်ကိုယ်ရဲ့အသုံးဆောင်ပစ္စည်းမှပဲဖြစ်ဖြစ်ပေါ့နော်နေ့စဉ်ဘဝနေ့စဉ်နှုတ်ရှားနေတဲ့အချိန်မှာကိုယ်အသုံးဆောင်တဲ့ပစ္စည်းလေးတွေမှာထိုအယောင်လေးတွေတွဲပြီးတော့သုံးဆောင်ပြီးမယ်ဆိုရင်လက်လာပါပွင့်လန်းတာတွေပါကျွမ်းတတ်ပါဒီလာတဲ့မှာအင်္ဂါသားများကံညံတာမိမိလိုရာပြဆောင် ရှိတို့ပြည်လဲခြင်းလဲဆိုရင်ပေါ့နော်စင်ရွံပါတဲ့မိဘမရှိတဲ့ကလေးတငယ်လေးတွေကိုပေးကမ်းဆောင်ကြခြင်းဖြင့်မိမိရဲ့အခက်အခဲတွေပြေးလဲအောင်မိမိရဲ့လောက်ကိုင်းတွေအဆင်ပြေအောင်ဆူတောင်းလို့ကြပါတယ်ခင်ဗျာကဲအားလုံးပဲသင်္ဃာသားသမီးများ6လပိုင်းတလားတာလို့ဆောင်သမျှကိစ္စတွေမြောက်လို့ကြံသမျှတွေအောင်ပြီးတော့စသတ်ရအောင်အဆင်ပြေကြပါစေခင်ဗျာဂျေဇုတမန်